တခိတခါကမြမသမိုင်းမှာအထင်ရှားရှိခဲ့တဲ့လူမျိုးသို့မဟုတ်တက်တဲ့လူမျိုးများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Magazine ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြမသမိုင်းရဲ့တခိတခါကထင်ရှားလာတဲ့သမိုင်းအကြောင်းအရာတွေတဲကကက်တဲ့လူမျိုးတို့ကလည်းအခန်းကဏ္ဍတရက်နေရနေထူးခြားစွာပါဝင်နေခဲ့ပါတယ် မဏိပူရပြည်မှာစတင်ခီးဆန်ခဲ့ကြတဲ့ကတဲ့လူမျိုးတွေကဂုံမောင်ခေရဲ့အန်တွဲပညာရှင်တွေစစ်တီအောင်သူတွေအဖြစ်မြမရင်ကျိမှုအတွင်အမြင့်တွေနေထိုင်ခဲ့ကြပါတယ်ဒီကနေ့ခေတ်မှာဆိုရင်လည်းသူတို့ရဲ့ကျွယ်ဝလာတဲ့ရိုးရာရင်ကျိမှုလက်မှုပညာရက်တွေနဲ့ထူးခြားစမ်းကျဉ်လုံးနဲ့ကိုယ်ပွေယုံကြည်မှုတွေကမြမလူမှုအတိုင်းအဝိုင်းရဲ့အစိပ်ပိုင်းတစ်ရက်အဖြစ်ဆက်လက်ရည်တည်နေစေပဲဖြစ်ပါတယ် ကတဲ့လူမျိုးတွေအကြောင်းကိုပြောမယ်ဆိုရင်တော့မြန်မာမင်းနေလက်ထံမှာစတင်ပြီးမဏိပူရပြည်သားတွေမြန်မာနိုင်ငံအတွင်းကိုရောက်ရှိနေထိုင်လာခဲ့ကြအောင်၎င်းတို့နဲ့စင်သက်ပေါက်ဖွာလာသူတွေကိုမြန်မာလူမျိုးတို့ကကတဲ့လို့ခေါ်ဆိုကြတာဖြစ်ကြောင်းသိရပါတယ်။ဘာသာစကားအရာကြည့်မယ်ဆိုရင်ဒီကတဲ့တွေက တိဘက်ဗမာအုပ်စုဝင်ကူကီချင်းအုပ်စုခွဲတွေကချင်းလူမျိုးတစ်မျိုးလို့ယူဆနိုင်ပါတယ်။ကူကီချင်းအုပ်စုကိုထက်မှန်ခွဲခြားရမှာမိထင်းနဲ့ချင်းရိုးရိုးဆိုပြီးရှိပါတယ်။ကက်သဲရီယာပထမအစုဖြစ်တဲ့မိထင်းတွေထဲမှာအပါအဝင်ဖြစ်ပါတယ်။မိထင်းဆိုတဲ့အခေါ်အဝေါ်ကမဏိပူရာနယ်သားတွေကိုရည်ညွှန်းတဲ့အမည်တစ်မျိုးပဲဖြစ်ပါတယ်။တကယ်တော့မြန်မာတွေဟာမဏိပူရာပြည်နဲ့မိထင်းလူမျိုးတွေကိုကက်သဲပြည်နဲ့ကက်သဲလူမျိုးလို့ပဲ ခေါ်ဝေါ်ကြပါတယ်။ 1932ခုနှစ်တကောင်စီရင်အရမြန်မာနိုင်ငံမှာကတဲ့လူမျိုး6000ခန့်ရှိခဲ့ပြီးသူတို့တွေက4000ခန့်အသာကတဲ့စကားကိုပြောဆိုနိုင်ကြောင်းသိရပါတယ်။ကတဲ့တွေရဲ့ကိုယ်ခွင့်ယုံကြည်မှုကလည်းစုံလင်ပါတယ်။ ြေမနဟိန္ဒူအယူဝါဒီဗုဒ္ဓဝါဒီနဲ့ရိုးရာနယ်ကိုယုံကြည်ကိုးကွယ်သူဆိုပြီးအမျိုးမျိုးရှိကြပါတယ်မြန်မာနိုင်ငံအတွင်းသူတို့အဓိကနေထိုင်ရာဒေသကတော့မန္တလေးနဲ့စကိုင်းတို့ဖြစ်ပါတယ်ဒါအပြင်တခြားမျိုးရွာတွေမှာလည်းနေထိုင်ကြတာတွေ့ရပါတယ်အိန္ဒိယနိုင်ငံမှာတော့မဏိပူရာပြည်နယ်မှာအများဆုံးနေထိုင်ကြပါတယ် မြမသမိုင်းပညာရှင်ပုံမူပါရှင်ရဲ့ရေးသားချက်အရ၎င်းတို့ကိုချင်းလူမျိုးအဖြစ်မေထေကတဲ့ချင်းလို့ရခင်ရသုံးလို့မှုရှိခဲ့ပေမဲ့လည်းစင်းသက်လာပုံသမိုင်းကြောင်းဘာသာစကားတလိထုံးစံတွေမှာချင်းလူမျိုးတွေနဲ့ဆက်စပ်မှုကတော်တော်လေးနည်းပါးတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံထဲကိုကက်သဲလူမျိုးတွေရောက်ရှိလာတဲ့သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ခရစ်နှစ်1958ခုနှစ်အလောင်းဖျားအလောင်းမင်းတရားကြီးလက်ထက် 1964ခုနှစ်ဂုံးပေါင်စင်ဖြူရှင်မင်းတရားလက်ထက်ပြီးတော့1819ခုနှစ်ဗာဂျီရိုဘုရားလက်ထက်တွေမှာမြန်မာတပ်တွေကမနီပူရကက်သိန်းပြည်ကိုစစ်ချီတိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။ဒီလိုသိမ်းပိုက်ပြီးတဲ့အခါတွေမှာမနီပူရကပြည်သူပြည်သားအများအပြားကိုမြန်မာနိုင်ငံထဲကိုတုံ့ပန်းအဖြစ်ခေါ်ဆောင်လာခဲ့ကြပါတယ်။ဒီလိုခေါ်ဆောင်လာရမှာပါဝင်ခဲ့ကြသူတွေထဲမှာပိုးတယ်ရဲလုံရမှာစမ်းကြဲလာပအခက်ခဲတဲ့အစဉ်တွေကိုပေါ်အောင်ရဲလုံ တ်တဲ့ရှကန်ပညာသည်တွေအာဂါဒရှတရကျန်နခတပညာဘေဒင်ပညာစေဝါနဲ့အယိုးအကျော်အနှိပ်ပညာတပင်ပညာအကပညာစတာတွေမှာထူးချွန်တဲ့ပညာသည်တွေမြင်းစည်းအတက်မှာကျွမ်းကျင်တဲ့မြင်းတီတော်တွေပါဝင်ခဲ့ကြပါတယ်ဒီလိုထက်မြက်တဲ့လက်မှုပညာသူကုမပညာရှင်တွေကိုမေမှုတန်းအဖြစ်အသုံးချနိုင်ဖို့အတွက်ဂုံးပေါင်ခေပရင်တွေကသူတို့ကိုနေပြည်တော်အမရပူရ စကိုင်းမန္တလေးဝင်းကျင်မှာနေရာချထားပေးခဲ့ကြတာဖြစ်ပါတယ်။လောကီကျန်းနိုင်ခန့်နဲ့ပေရင်ပညာရည်တွေမှာထူးချွန်တဲ့ကသေးပညာရှင်တွေဟာဘယင်အေဂရစ်တီရဲ့အတိုင်ပင်ခံမင်းဆရာအစင်အထိရောက်ရှိပြီးတော့အမှုထမ်းခဲ့ရတာကိုလည်းတွေ့ရပါတယ်။မဏိပူရကသေးလူမျိုးတွေတရားတချို့ဟာပြမနာအနွယ်ဝင်တွေဖြစ်ကြလို့ဟိန္ဒူဘာသာဝင်ပြမနာတွေလိုတခြားအမျိုးအနွယ်တခြားဇက်တွေကပေးလူပူဇော်တဲ့အစားအစာတွေကို ခံယူစားတော့ကြပါတယ်ပြမ မနာအနွယ်ဝင်မဟုတ်တဲ့ကတဲ့လူမျိုးတွေကတော့ခုနပြောခဲ့တဲ့လက်မှုပညာ၊သူခုမပညာ၊လုပ်ငန်းတွေအပြင်လယာလောက်ကင်ခြင်းစားတဲ့အတံဝန်းဆောင်လုပ်ငန်းတွေကို လုပ်ကင်ကြပါတယ်။မနီပူရာကက်သဲရီရမြင်းစီအတက်မှာတိတ်ကိုကျွမ်းကျင်ကြပါရင်ဒါကြောင့်ဂုံးပေါင်းခင်မတိုင်ခင်ကမြန်မာနိုင်ငံကစင်ကရေဖြစ်နေတဲ့အချိန်တွေမှာ မြန်မာနိုင်ငံထဲကိုဝင်ရောက်ပြီးတော့ထိပါတိုက်ခိုက်နိုင်ခဲ့ကြပါရယ်။ဂုံးပေါင်ခေတ်မှာမြန်မာတွေကမနီပူရောကိုတွားရောက်တိုက်ခိုက်တာဒီလိုထိပါမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ပါပဲ။မြင်းတီကျော်ရီသာကစားနိုင်တဲ့ဂူလီကစားနည်းရမနီပူရာကသဲပြည်ကနေစတင်ပေါ်ပေါက်ခဲ့ရလို့လဲပညာရှင်တချို့ကယူဆကြပါတယ်။အလောင်းမင်းတရားကြီးလက်ထက်ကနေစတင်ဖွဲ့စည်းခဲ့တဲ့ကသဲမြင်းတက်ကတီဘောမင်းလက်ထက်အထိတည်ရှိခဲ့ပါတယ်။ ဒီပေါ်မင်းလက်ထက်ကဖွဲ့စည်းထားတဲ့မြမတက်မတော်ကြီးရဲ့စုကြီးအမှုတွေထမ်းနေတဲ့ကမြင်းအမှုထမ်းနေမှာကသေးမြင်းတက်ရဲ့အင်အားကထမ်းကိုစား622ရောင်ရှိပြီးတော့မြင်းတက်ရဲ့နောက်ထပ်အင်အားက6220ရှိရလို့သိရပါတယ်။ဒါအပြင်မြမဘရင်တွေလက်ထက်မှာပြန်တန်းရိုးခံရတဲ့ဝန်မြေယိုကလာရာသူဆက်ခံရတဲ့အမှုတန်းအဖြစ်ကတဲ့ဝန်တူးတဲ့ကိုကတဲ့လူမျိုးတွေတဲကပဲခံထားတာကိုလည်းတွေ့ရပါတယ်။ ကက်သဲရီရဲ့ဝတ်စားစီရင်မှုပုံစံကတော့အိန္ဒိယတိုင်းရင်းသားဟိန္ဒူတွေနဲ့ဆင်တူပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာအနေအထားပြီးဖြစ်တဲ့အတွက် ကိုအထက်ပိုင်းမှာမြန်မာတွေလိုအင်ဂျီဝစ်ဆင်ပြီးကိုအောက်ပိုင်းမှာတော့အိန္ဒိယဆန်ဆန်ဒိုတီကိုကတောင်းကြိုက်ဝစ်ကြပါရင်တချို့ကတော့မြန်မာတွေလိုပဲဝစ်ဆင်ကြပါရင်သူတို့ရဲ့မူရင်းဘာသာစကားအပြင်မြန်မာစကားကိုလည်းပြောဆိုနိုင်ကြပါရင်မြန်မာတွေနဲ့အတူဆက်ဆံနေထိုင်ကြပေမဲ့ရက်ွက်ကြီးရွာတွေမှာသူတို့အစုနဲ့သူတို့တည်တံ့နေထိုင်ကြတာကိုလည်းတွေ့ရပါရဲ့ရှင် ီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။